ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မမှုရေကျမဘလာတာတွေလုတ်ပေးမယ်ညီမလေးကအားလုံးအတွက်မွမွဆက်ဆက်လက်ဖေးကောင်းကောင်းလေးဖြော်လိုက်နော် အမရေကျမတို့ရဲ့လင်ညီမ၃ယောက်လုံးကခင့်မေလို့နဲ့တို့တို့ကျမတို့နဲ့အဆင်ပြေပြေနေနိုင်ပါမလားမသိဘူး ။ဘာလို့လဲဆိုတော့သူတို့သုံးယောက်လုံးကမြို့မှာနေတဲ့သူတွေလေ။မြို့သူတွေကကျမတို့ရွာသူတွေကိုဘလောက်မုန်းလဲဆိုတာအမှလည်းသိနေရပဲ။ကျမတို့ရဲ့လင်ညီမတွေကဘာလို့ကျမတို့မုန်းရမှာလဲ။ကျမတို့ကသူတို့ရဲ့လင်ညီမအကြီးတွေပဲလေ။ဒီအိမ်မှာသူတို့ကကျမတို့ရဲ့အမိတ်ကိုလိုက်နာရမယ်။စဉ်းစားကြည့်တာနဲ့တင်ကြောက်နေပြီ။ကျမတို့ရဲ့ပတ်စံချမ်းသာပြီးခင့်မိတဲ့မြို့သူလင်ညီမတွေဒီလိုလမ်းဘလို့နေမလမ်းသိဘူးနော်။ကျမတို့နဲ့အမြဲတမ်းရင်ဖြစ်နေမှာတော့မဟုတ်ပါဘူးနော်အဲ့လိုဘာမှမဖြစ်ပါဘူးမမှုရဲ့ကဲ အခုမြင်မြန်လေးလက်ဖက်ရည်နဲ့မနှက်စာစီစစ်မအောင်ပြီးရင်ကျမတို့မင်္ဂလာပွဲအတွက်ပြင်ဆင်စရာတွေလည်းရှိသေးတယ်ကျမတို့ရဲ့မန်လေးတွေ၃ရောက်လုံးရဲ့မင်္ဂလာပွဲက၈ရက်ပဲလိုတော့တာလေဒီမင်းကလေးကမုံမုံဖြစ်ပြီးသူနဲ့သူ့လင်ကြီးမဖြစ်သူမတ်မူတို့ကသူတို့ရောက်ကမရဲ့ခန်းထားတဲ့မိဘကြောင့်မလက်ဖက်ရည်မနှက်စာကိုစီစဉ်နေကြတာပါမုံမုံနဲ့မတ်မူတို့ကရင်ကိုယူသားပြီးရူးရှင်းတဲ့မင်းကလေးတွေပါသူတို့နှုတ်ဦးလုံးကရောင်ငင်လေးတရားကစင်းရဲတဲ့မိသားစုကဖြစ်ကြပါတယ် ခဏကြာမှသူတို့နှစ်ယောက်ကလပီရဲ့မနက်စောင်းရီကိုအပြင်ကိုယူလာကြပါတယ်။မမိုးရဲ့ချမ်းသာတဲ့ရောက်ခမဦးဟိန်ဒေါ်အီဒေါ်စုမမိုးနဲ့မမှုတို့ရဲ့ခင်မွန် ကိုစီသူနဲ့ကိုထက်မလီရီသုံးယောက်ဖြစ်တဲ့ကိုကောင်ကိုညင်းနဲ့ကိုမင်းတို့ရဲ့ပြီးတော့ရောင်းမလေးတွေဖြစ်တဲ့မတီတော်ဝိုင်းဝိုင်းတို့လည်းအားလုံးရှိနေကြပါတယ်။မမိုးတို့ရဲ့ရောက်ခမအင်းဟာတော်တော်ကိုချမ်းသာတဲ့လူတွေပါ။မိုးရီမင်းလည်းဖြစ်ရင်မနက်စာစီစဉ်တာဘလောက်တောင်ကြာလိုက်လဲငါတို့ရုံတော့ဖို့နောက်ကျနေပြီ တောင်းမှမာတဲ့ကိုရဲ့ပလာတာလုံနေရလို့အချိန်နည်းနည်းကြာသွားတာကိုစီသူနဲ့သူညီတွေကကုမ္ပဏီတစ်ခုမှလှုပ်လှုပ်ကြတာပါအဲ့ဒီနောက်မှာအားလုံးကလဖြစ်ရင်နဲ့မနှက်စားကိုစားတော့ခေကြပါတယ်စီသူသားရဲ့မင်းဆွေမျိုးတွေအားလုံးဖိတ်စာပေးပြီးပြီနော်ဘသူမှကြံခဲ့တာမရှိဘူးမလားမရှိပါဘူးမေဘသူမှမကြံပါဘူးနေ့ရက်နေရင်တော့ကျွန်တော်တို့အားလုံးရုံးကနေခွင့်ယူလိုက်ကြမယ်ဘာလို့လဲဆိုတော့မင်္ဂလာပွဲအတွက်ပြင်ဆင်စရာတွေအများကြီးကြံနေသေးလို့ ်ဒေါ်အီးရဲ့တောင်ငယ်၃ယောက်ဖြစ်တဲ့ကိုကောင်ကိုညီကိုမင်းတို့ကမြို့ကချမ်းသာပြီးခင်မိတဲ့မိန်းကလေး၃ယောက်နဲ့ချစ်ကြိုက်နေပြီးသူတို့၃ယောက်ရဲ့မင်္ဂလာပွဲကိုနေ့ရက်ကြမှာတပြိုင်တည်းပြုလုပ်မှာဖြစ်ပါတယ်။ခဏကြာမှတော့ညီကိုတွေအားလုံးကအလုပ်ကိုသွားကြပါတယ်။မမို့ချွေးမမမို့ချွေးမငါတို့အားလုံးအတွက်မင်္ဂလာပွဲဈေးဝယ်ပြီးသွားပြီ။နင်တို့နှစ်ယောက်ထဲပဲကြံတော့တာ။နင်တို့နှစ်ယောက်လည်းသွားပြီးတော့ကို့အတွက်ကောင်းမွန်တဲ့အဝတ်အစားနဲ့ရတနာတွေဝယ်လာခဲ့ကြ။နောက်ပိုင်းမင်္ဂလာပွဲပြင်ဆင်ချိန်ဆိုအချိန်ရမှာမဟုတ်တော့ဘူး။ အမေရေကျမတို့မှာအရင်တည်းကအဝတ်စားတဲ့ရတနာတွေအများရှိပြီးသားပါဘာလို့မလိုအပ်ပဲထက်ဝယ်ပြီးပတ်စံဖြုံးရမှာလဲချွေးမတို့ရေနင်တို့နှစ်ယောက်လုံးပတ်စံစုတက်တာငါတို့သိပါရဲဒါပေမဲ့ဒီလိုပျော်ရွှင်စရာအခွင့်အရေးကခဏခဏမလာဘူးနင်တို့ရဲ့မက်လေးတွေ၃ယောက်ရဲ့မင်္ဂလာပွဲကိုတပြိုင်နက်ထဲလုံးမှာချွေးမရေနင်ချွေးမတွေအတွက်အဝတ်စားကောင်းကောင်းတွေနဲ့ရတနာလှလှလေးတွေတော့ဝယ်လာခဲ့မင်္ဂလာပွဲအခမ်းအနားဆိုတော့အားလုံးလှလှပပဖြစ်ဖို့အရေးကြီးတယ်ကောင်းပါပြီမေ ကျမချွေးမတွေအတွက်အဝတ်စားနဲ့ယတနာတွေတော့ဝယ်လိုက်ပါမယ်။ချွေးမတို့နှစ်ယောက်စလုံးအိမ်တန့်ရှင်းလောက်ပြီးနေ့လယ်စာအတွက်လည်းစီစဉ်ထားလိုက်နော်။ဟုတ်ကဲ့မေ။အဲ့နောက်မှာမမှုနဲ့မမှုတို့ကအိမ်တန့်ရှင်းရေးစလုပ်ခဲ့ကြပါတယ်။မမှုနဲ့မမှုတို့ကအိမ်အလုပ်တွေအားလုံးကိုတရားဝိုင်းဝန်းပြီးလုပ်လို့ရှိပါတယ်။နေ့လယ်ရောက်တော့နှစ်ယောက်သားမိဖို့ကြောင့်ကိုလာပြီးမနက်စာစီစဉ်ကြပါတယ်။မမှုနဲ့မမှုတို့ဟာအရင်အရသာရှိတဲ့ဇာတ်စရာတွေချက်တက်ကြတယ်လို့ သူတို့ကအမြဲတမ်းရိုးရှင်းတဲ့ဇာတိပဲဝင့်လျစီပါတယ်။ယနေ့ငယ်ကြမှာတော့ဒေါအီးကသူ့တန်းငယ်၃ယောက်ကိုမြို့သူဖြစ်တဲ့ချမ်းသာပြီးခင့်မိတဲ့မိန်းကလေး၃ယောက်ဖြစ်ကြတယ်။မက်နီမိသူမက်ရီတို့နဲ့တပြိုင်တည်းလက်ထပ်ပေးလိုက်ပါတော့တယ်။မင်္ဂလာဝဲပြီးနောက်နေမှာတော့မနက်စောစောမှာမူမူနဲ့မက်မူတို့နှစ်ယောက်ကမိဖို့ကြောင့်မလဖြစ်ရင်နဲ့မနက်စာရီစီစဉ်နေကြပါတယ်။သူတို့နှစ်ယောက်ကတော့ရိုးရှင်းတဲ့ဇာတိတွေကိုပဲဝတ်ထားကြတာပါ။အမရဲ့ ကျမတို့ရဲ့လင်ညီမ၃ယောက်လုံးအခုဒီအိမ်ရမနိုးလာသေးဘူးလားမနက်၈နာရီတောင်ထိုးတော့မယ်တို့၃ယောက်လုံးမိဖို့ကြောင့်အခုချိန်ညမလာသေးဘူးမင်္ဂလာပွဲအလုပ်တွေကြောင့်ပေးမနေကြမှာပေါ့ဘာမှမဖြစ်ပါဘူးဒီနေ့တို့ရဲ့ပထမဆုံးရက်ပဲလေတို့အနားယူခန်းလိုက်ပါခဏကြာမှာတို့နှစ်ယောက်ကလက်ဖက်ရည်ရဲ့မနက်စာရည်ကိုအပြင်ကိုယူလာခဲ့ပါတယ်အားလုံးကစပွဲဝိုင်းမှာထိုင်ပြီးမနက်စာထိုင်ပြီးစားတောင့်နေကြပါတယ်ချွေးမဟိုချွေးမအစ်စ်၃ယောက်ဘယ်မှလဲ အမေသူတို့အိတ်နေကြတယ်မင်္ဂလာပွဲအလုပ်တွေကြောင့်အရန်ပင်ပန်းနေကြပုံရတယ်သူတို့ဒီနေ့တော့အနားယူခွင့်ပေးလိုက်ပါဘာအနားယူခွင့်ပေးရမယ်သူတို့ကဒီအိမ်ရဲ့ဘယင်မတွေလားအိမ်ရဲ့သမီးချွေးမတွေကမနဲ့ဆော့ဆော့ချိန်နေအိတ်နေတာမကောင်းဘူးသွားအဲ့ဒီသုံးယောက်ကိုသွားနှိုးလာခဲ့အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ကမက်နီမေသူနဲ့မက်ရီတို့ရဲ့အခန်းကိုသွားပြီးနှိုးလိုက်ကြပါတော့တယ်မရဲ့အိတ်ပြစေအောင်အရန်အိတ်ချင်နေသေးတယ်မနီရေဒီမှာတလောက်အချိန်ကြာမအိတ်ရအောင်လေ မိမြန်ထပြီးအပြင်ထွက်လာမဟုတ်ရင်အမေအရန်တောသားထွက်သွားလိမ့်မယ်အမေကတောသားကြည့်ပြီးကြောက်စရာကောင်းတယ်နော်နင်တို့ပါပြဿနာရှိလို့လေဒီမှာစိတ်အေးလက်အေးအိတ်လို့တော့မရဘူးလားမေသူရေးရေးမြမြအပြင်ထွက်လာမဟုတ်ရင်အမေအရန်ကိုတောသားထွက်လိမ့်မယ်နော်အိမ်နောက်မှာမမှုနဲ့မမှုတို့နှစ်ယောက်ကအပြင်ကိုပြန်ထွက်လာကြပါတယ်ခဏကြာမှတော့မန်နီမေသူနဲ့မယီတို့သုံးယောက်ကခင်မိပြီးတော့တိုးတဲ့ဝတ်စောင်းတွေကိုဝတ်ပြီးအခန်းကနေပြင်ကိုထွက်လာကြပါတယ် ဒီလိုတိုးတဲ့ဝက်ဆောင်တွေကြောင့်သူတို့သုံးယောက်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုမြင်နေရပါတယ်။သူတို့သုံးယောက်ရဲ့ဒီလိုပုံစံကိုမြင်တော့အားလုံးလည်းအံ့ဩတင်သွားကြပါတော့တယ်။မနှစ်ချွေးမမေသူချွေးမနင်တို့သုံးယောက်လုံးဘာလို့ဒီလိုထူးဆန်းပြီးကလေးဆန်တဲ့ဝက်ဆောင်တွေဝတ်ထားရလဲ။ဟွာရဲ့ဒါအခုခေတ်ရဲ့ fashion မှာအခုခေတ်မှာအားလုံးဒီလိုဝက်ဆောင်တွေပဲဝတ်ကြတာလေ။အမေအခုခေတ်ကြီးကပြောင်းသွားပြီခင်မိသွားပြီ။ချွေးမတို့ရဲ့ ငါတို့မိသားစုဝင်တွေကမနေ့ဆော့ဆော့အချိန်နေတလောက်ကြောင်မအိတ်ကြဘူး။ဒါကြောင့်မနေ့ပြန်အစားပြီးနင်တို့၃ယောက်လုံးမနေ့ဆော့ဆော့ထပြီးတီယိုလာရမယ်။ပြီးတော့မမှုချွေးမမမှုချွေးမတို့နဲ့တူဒီအိမ်ရဲ့အလုပ်အားလုံးလုပ်ရမယ်။ငါရက်ခမငါတို့ဒီအိမ်ရဲ့အစီခံတွေဖြစ်အောင်လုပ်ဖို့ကြိုးစားနေရပဲ။အိမ်တော်မှာညီကို၅ယောက်လုံးကသူတို့အလုပ်တွေကိုသွားလိုက်ကြပါတော့တယ်။မမှုချွေးမမမှုချွေးမနင်တို့ညောင်လုံးကမိဖို့ကြောင့်တန်ရှင်ရင်နဲ့မိဖို့ကြောင့်အလုပ်တွေကိုကြည့်လိုက်။မနှိချွေးမမေသူချွေးမ မယီချွေးမရေနင်တို့သုံးယောက်လုံးအိမ်တန်ရှင်းလှုပ်ပြီးသွားရင် အားလုံးရဲ့အဝတ်ညစ်တွေလျှော်လိုက်ကြဒီလိုပြောပြီးဒေါ်အီးနဲ့ဂျန်နေသူတွေဟာကိုအခန်းထဲကိုကိုစီဝင်သွားကြပါတော့တယ်အမရေကျမတို့ကဒီအိမ်အစီခံတွေလားဒီအိမ်အစီခံတွေလို့အလုပ်လုပ်ရအောင်ဟုတ်တယ်ကျမတို့ကတလောက်ချမ်းသာတဲ့မိသားစုကလာတဲ့ခင်မိတဲ့သမီးတွေကျမတို့ရဲ့ကိုကြီးကိုတို့ရတီလောက်တွေလောက်ဖို့မဟုတ်ဘူးလေဘာလို့စိတ်ပူနေရလဲကျမတို့ရဲ့ရွာသူငတုံးလိညင်မနဲ့ရောက်ရှိရလေ သူတို့ပဲချိန်ကြမှာကျမတို့အတွက်အသုံးဝင်ပါလေကျမတို့အစားသူတို့အလုပ်လုပ်ပေးလိမ့်မယ်မမှုနဲ့မမှုတို့ကဒီလိုကြောင့်နေမှာရှိနေတော့မဏီကသူတို့စီကိုရောက်လာခဲ့ပါတယ်အမရေကျမမေသူနဲ့မိုက်ရီတို့ကအလှပြင်ဆိုင်ကိုမိတ်ကက်လိမ့်ဖို့သွားရမှာဒါကြောင့်ကျမတို့ပြန်လာဖို့အချိန်နည်းနည်းကြာမယ်ဒါကြောင့် intention ကိုအမလုပ်ပေးလို့ရမလားကျမတို့ကဘာလို့ tension ကိုလုပ်ရမှာလဲအမေကတန်ရှင်းအလောက်ကိုနင်တို့၃ယောက်ကိုပေးခဲ့တာလေဒါကြောင့်နင်တို့၃ယောက်ပဲလောက်ကြ ကျမတို့ကမိဖို့ကြောင့်အလုပ်ကိုလုပ်ရမှာဒီမမို့ကတော်တော်မာနကြီးရပဲကြည့်ပါဦးသူဘလို့တော့မောက်မာနေလဲကောင်းပါပြီအမရဲ့ကျမတို့ထင်ခဲ့တာငါးယောက်လုံးကညီမတွေလိုတယောက်နဲ့တယောက်ဝိုင်းဝန်းပြီးအလုပ်လုပ်ကြမယ်လို့ထင်ခဲ့တာဒါပေမဲ့အမကျမတို့ကိုယ်လူလို့မတတ်မတ်အောင်ထင်နေလိမ့်စမရှိပါဘူးလေကျမတို့လှုပ်လိုက်ပါမယ်မနီနင်တို့သုံးယောက်လုံးအလှပြင်ဆိုင်သွားကြကျမတို့အင်တန်ရှင်းကိုလှုပ်လိုက်မယ်ကျေးဇူးတင်ပါတယ်အမရဲ့အမတကယ်ကောင်းတာပဲ ဒီလိုပြောပြီးမနေကမိဖို့ကြောင့်ကနေထွက်သွားလိုက်ပါတော့တယ်။အမရေဘာလို့သူတို့အလုပ်တွေကိုကျမတို့လှုပ်ပေးမယ်လို့ပြောဖို့လိုတာလဲ။မမှုရေသူတို့ကကျမတို့ရဲ့လင်ညီမအငယ်တွေလေ။အခုကျမတို့၅ယောက်လုံးကဒီအိမ်ရဲ့ချွေးမာတွေဒါကြောင့်ကျမတို့တယောက်နဲ့တယောက်ရဲ့အဆိုးကောင်းအားလုံးဝေမျှပြီးလက်ခံရမယ်။အမရေအမအရန်ဖြူစင်နေဒီမြို့သူတွေကအရန်ကိုကောက်ကျစ်ကြတာ။မနီကအကြောင်းပြပြီးသူ့အလုပ်ကိုအမစီလွှဲပြီးသွားတာ။ဘာမှမဖြစ်ပါဘူး။ နေမိဖို့ကြောင့်အလုပ်ကိုလုပ်လိုက်ကျမအပြစ်မှာတန့်ရှင်းရင်းနဲ့ကျန်တဲ့အလုပ်တွေလုပ်လိုက်မယ်မမှုကတော်တော်နားလည်မှုရှိတဲ့သူပါဥပမာမြို့သူချင်းမသုံးယောက်ကအလှပြင်ဆိုင်မှာထိုင်ပြီးမိကက်လင်းကြပါတယ်မနေမိသူနဲ့မယီတို့ကအရင်ကိုခင့်မိတဲ့သူတွေပါသူတို့ကအမြဲတမ်းခင့်မိတဲ့ဝတ်စားတွေကိုပဲဝတ်လည်ရှိပါတယ်နေ့လယ်ရောက်တော့မမှုနဲ့မမှုတို့ကအင်းလုပ်တွေအားလုံးလုပ်ပြီးအင်းရဲ့အေကန်းမှာစူပါဘောမှာထိုင်နေကြပါတယ်ဒီချိန်မှာရောက်ကမအဖွားအိုးတို့ရောက်လာခဲ့ကြပါတယ် မိုးမိုးချွေးမမနှိချွေးမမေသူချွေးမမရီချွေးမရေဒီသုံးယောက်ဘယ်မှာလဲအမေသူတို့အလုတ်ကိစ္စနဲ့အပြင်းသွားကြတယ်အခုပဲပြန်ရောက်တော့မှာပါငါသူတို့ပေးခဲ့တဲ့အလုတ်တွေရောလှုပ်ပြီးပြီလားဟုတ်ကဲ့မေသူတို့သုံးယောက်လုံးအလုတ်အားလုံးလှုပ်ပြီးမှသွားကြတာကောင်းပြီလေဒါဆို အခုနေတော့ညောင်နေ့လယ်စာစီစဉ်ဖို့သွားလိုက်တော့အဲ့နောက်မှာမမ်မူးနဲ့မမိုးကမိဖို့ကြောင့်ကိုလာခဲ့ကြပါတယ်အမ ဘာလို့အမေကိုကျမတို့လင်ညီမအငယ်တွေကအလုတ်အားလုံးလှုပ်ပြီးသွားပြီလို့လိန်ပြောတာလဲမမို့ရဲ့နေရာထက်ဆနေပြန်ပြီတချို့ကိစ္စတွေကတီးခင်ရတယ်ကဲအခုမြင်မြန်နေ့လယ်စာစီစဉ်ရအောင်နော်နေအောင်လုံးကနေ့လယ်စာစီစဉ်ကြပါလိမ့်ဟိုပရင်မတွေကအပြစ်မှာပျော်ပါးနေကြပြီငါတို့ကဒီမှာအစီခံတွေလို့အိမ်လုပ်တွေလုပ်နေရတယ်တို့သုံးယောက်လုံးလဲငါတို့လိုပဲဒီအိမ်ရဲ့ချွေးမတွေမဟုတ်ဘူးလားမမှုကဒေါသကြီးတဲ့သူပါ ခဏကြာမှတော့အလုံးထမင်းစားစပွဲပိုင်းမှာတိုင်ပြီးမနက်စားစားနေကြပါတယ်။အဲဒီချိန်မှာမက်နီမေသူနဲ့မက်ကြီးတို့သုံးယောက်လုံးအိမ်ပြန်ရောက်လာကြပါတယ်။အလုံးစီလာပြီးထမင်းစားစပွဲပိုင်းမှာထိုင်လိုက်ကြပါတယ်။သုံးယောက်လုံးကသူတို့နဲ့အတူ ပီဇာ၊ဘာဂါ၊ဆန်ဝစ်၊ခေါက်ဆွဲစတာတွေကိုယူလာကြပါတယ်။မက်နီချွေးမဒါရီအလုံးကဘာတွေယူလာလဲ။မမှုချွေးမနဲ့မမှုချွေးမတို့ကအရသာရှိတဲ့ဟင်းပွဲတွေချက်ထားတာ။ဒါရီစားကြ။အမေကျမတို့ဒါရီစားတဲ့အကျင့်မရှိဘူး။ ကျမတို့ကအပြင်စားပဲစားကြတာချွေးမတို့ဒါတွေကလည်းစားစားလားဒါတွေစားရင်ဗိုက်လည်းမပြည့်ကျမကြီးလည်းမကောင်းလေလူတွေကအိမ်မှာချက်တဲ့ကျမကြီးနဲ့ညီညွတ်တဲ့စားစားပဲအမြဲတမ်းစားတဲ့နဲ့ရောက်ကမရဲ့ကျမတို့ကအမြဲတမ်းကိုယ်ခန္ဓာကိုယ်ကိုယ်ကျမကြီးကိုအများကြီးစိုက်တယ်ဒီလိုဆက်ဆက်မွေ့မွေ့စီများတဲ့အစားအစာတွေစားရင်ကျမတို့ရဲ့ခန္ဓာကိုယ်ချိုးစားပြတ်သွားမယ်ကျမတို့ခန္ဓာကိုယ်ကအဝလွန်လာမယ်လေဒါတွေအားလုံးကအတိတ်ပဲရှိတဲ့စကားတွေပဲ အခုမိုးမိုးချွေးမနဲ့မမှုချွေးမပဲကြည့်သူတို့ကအမြဲတမ်းအိမ်မှာချက်တာပဲစားတာဒါဆို သူတို့ခန္ဓာကိုဘာလို့အဝလိုမလားလဲရက်ခမရဲ့ကျမတို့အမတွေကရွာသူငတုံငအလေးတွေလေသူတို့ကခင့်မိတဲ့ဘဝဆိုတာဘာလဲဆိုတာဘယ်သိပါမလဲဒီစကားတွေအားလုံးသူတို့နားမလည်နိုင်ဘူးအဲ့နောက်မှာတော့အားလုံးကဟင်းပွင့်လက်ရာတွေကိုမြည်ဆန်းကြည့်ကြပါလိမ့်မက်နီမေသူနဲ့မက်ရီတို့၃ယောက်လုံးကတော့သူတို့ယူလာတဲ့အပြင်စာပီဇာဘာဂါစတာတွေကိုစားကြပါလိမ့် ခဏကြာမှတော့မမှုနဲ့မမှုတို့ကမိဖို့ကြောင့်မပကန်းတွေသွားစီကြပါတော့တယ်။မက်နီနဲ့ကျန်းတဲ့နေညီမငယ်နှစ်ယောက်ကတော့သူတို့ခန်းထဲမှာအနားယူကြပါတယ်။ဒီလိုနဲ့နေရတွေအကုန်ဆုံးလာခဲ့ပါတယ်။မမှုနဲ့မမှုတို့ကအင်းလုတ်တွေအားလုံးကိုလှုပ်ကြရပါတယ်။မက်နီမေသူနဲ့မက်ရီတို့သုံးယောက်ကတော့တနေ့ကခင်မိတဲ့ဝစ်စားတွေဝစ်စင်ပြီးအပြင်မှာရှောက်သွားကတငယ်ချင်းတွေနဲ့ပါတီလုပ်တာတွေပဲလုပ်ကြပါတယ်။သူတို့အိမ်အလုပ်မှာလုံးဝစိတ်မဝင်စားကြပါဘူး။ ဒီနေ့မှမမှုနဲ့မမှုတို့နှစ်ယောက်လုံးကတပြိုင်တည်းကိုဝင်ရသွားကြပါတော့တယ်။ဒီသတင်းကြောင့်မိသားစုတစ်ခုလုံးမှာပျော်ရွှင်တဲ့အခြေအနေတွေဖြစ်သွားခဲ့ပါတော့တယ်။အားလုံးကအေးကဲမှာထိုင်နေကြပါတယ်။မမှုချွေးမမမှုချွေးမဒီနေ့ငါတို့အရင်ပျော်တယ်။နင်တို့နှစ်ယောက်လုံးကငါတို့ဘဝရဲ့အကြီးမားဆုံးပျော်ရွှင်မှုပေးလိုက်တာပဲ။မနှစ်ချွေးမမေသူချွေးမအခုအားစပြီးနင်တို့၃ယောက်လုံးနင်တို့အမတွေကိုအရင်ကူးဆိုက်ရမယ်။တို့ရဲ့စားတောင်းမှုဆေးဝါး ဒီရအားလုံးရဲ့တောင်းဝါနင်တို့၃ယောက်ပေါ်မှာမူတည်တယ်နော်ဟုတ်တယ်မနိချွေးမအခုနင်တို့၃ယောက်လုံးနင်တို့အမနှစ်ယောက်ကိုအချိန်နဲ့အနာပေးရမယ်ဟုတ်ကဲ့ရောက်ခမကျမတို့အမတွေကိုအရင်ကောင်းကောင်းကြည့်ဆိုင်ပါမယ်ခဏကြာမှမနိကအင်တန်ရှင်းရေးလုပ်ခဲ့ပါတယ်မိသူကအဝိရှော်ရဲ့ဆက်ထင်းမှာအဝိရှော်ခဲ့ပါတယ်အမရေကျမဖီစာမပေးမယ်မမပါနဲ့မရည်ရဲကျမတို့ဓာရီမစားဘူးကျမတို့ကအိမ်မှာချက်တဲ့အစားအစာပဲစားမယ်အမ အိမ်မှာချက်တဲ့အစားအစာခန္ဓာကိုအဝလွန်စေတယ်။ဒါကြောင့်အခုမှအမြဲတမ်းပေါ့ပါပြီးကျန်းမာရေးနဲ့ညင်ညွတ်တာပဲစားရမယ်။အပြင်စားကျန်းမာရေးကိုထိခိုက်စေတယ်။ကျမတို့ကဘတော်မှပြင်စားမစားဘူး။အမလာပါ ကျမတို့ထမင်းစီစဉ်ပေးပါမယ်။နေအောင်လုံးကမိဖို့ကြောင့်ကိုသွားကြပါတော့တယ်။ဒီလိုနဲ့နေရတွေကုန်ဆုံးလာခဲ့ပါတယ်။မမှုနဲ့မမှုတို့နှစ်ယောက်လုံးကအိမ်မှာချက်တဲ့ကျန်းမာရေးနဲ့ညင်ညွတ်တဲ့စားစရာတွေကိုပဲစားကြပါတော့တယ်။ပုံမှန်ရိုးရှင်းတဲ့ ချောင်းတဲ့ဝက်စားတွေကိုပဲဝစ်ကြပါတယ်။မြေသူချင်းပေါ့တယောက်ကတော့အမြဲတမ်းခင်မိတဲ့ဝက်စားတွေကိုပဲဝစ်ဆင်ကြပါတယ်။ဒီနေ့မှမမှုရဲ့ကျန်းတဲ့လင်းကြီးမငယ်၃ယောက်လုံးကလည်းကိုဝင်ရသွားကြပါတော့တယ်။ညနေချင်းတူအီးနဲ့အားလုံးကအေးကဲမှာရှိနေကြပါတယ်။မြေသူမက်နီနဲ့မက်ကြီးတို့၃ယောက်လုံးကခင်မိပြီးတိုးတဲ့ဝက်စားတွေကိုဝစ်ထားကြပါတယ်။မမှုနဲ့မက်မှုတို့ကတော့ရိုးရှင်းတဲ့ဝက်စားတွေကိုဝစ်ထားကြပါတယ်။မနှင်ချွေးမမေသူချွေးမမယီချွေးမရေ အခုနင်းတို့သုံးယောက်လုံးလည်းအမေဖြစ်တော့မယ်။ဒါကြောင့်အပြင်စားစားတော့အမြဲတမ်းရှက်ရမယ်။ပြီးတော့ဒီလိုကြက်ပြီးတိုးတဲ့အဝတ်စားတွေဝတ်တောင်လည်းရှက်ရမယ်။အဝတ်စားနဲ့ပါဆိုင်တို့လည်းအမေအဝတ်စားဘာပဲဝတ်ဖို့ရတယ်လေ။မေသူချွေးမရေကိုဝန်ဆောင်ချိန်မှာမိန်းကလေးတွေကအမြဲတမ်းခြောင်ပြီးရိုးရှင်းတဲ့အဝတ်စားတွေပဲဝတ်ရမယ်။ကြက်တဲ့အဝတ်စားတွေကြောင့်ပိုက်ထက်ကလေးလေးကိုထိခိုက်စေတယ်။ရောက်ခမကြီးရဲ့ဒါတွေကလူကြီးတွေရဲ့ကလေးဆန်တဲ့စကားတွေပါ။အခုခေတ်မှာဆရာဝန်တွေတောင်ကိုဝန်ဆောင်ချိန်မှာအားလုံးစားသင့်တယ်လို့ပြောကြတာလေ။ ဆရာဝန်တွေကပြောတာပေါ့ဒါပေမဲ့ငါတို့ရိုးရာတလေးကိုမမေ့သင့်ဘူးဘာလို့လဲဆိုတော့အဖိုးအဖွားတွေရဲ့နီးလန်းတွေကအရင်ကအကျိုးရှိတယ်ဒါကြောင့်နင်တို့ဒီကြက်တဲ့ဝတ်စားတွေဝတ်တာရက်ပြီငါတို့လိုချောင်တဲ့ဝတ်စားတွေဝတ်အိမ်မှာချက်တဲ့အစားအစာစားကြဟုတ်ပြီလားအမရေကျမတို့ကပညာတတ်မိန်းကလေးတွေပါကျမတို့အတွက်ရောကျမတို့ကလေးအတွက်ပါပါအမှန်ပြီးပါမှားတယ်ဆိုတာကောင်းကောင်းသိပါတယ်နောက်တနေ့မှာတော့မက်နီမေသူနဲ့မက်ရီတို့အုံရလုံးကမက်နီခင်းထဲမှာထိုင်ပြီးပီဇာဘာဂါခေါက်ဆွေး စာနာတွေကိုစားနေကြပါတယ်။ပြီးတော့အေးတွေကိုလည်းတောက်နေကြပါတယ်။ဒီချိန်မှာမုံမုတ်ကအသီးရွက်စွပြုတ်ကိုယူလာခဲ့ပါတယ်။ဒါပါလဲမနေ။နင်တို့သုံးယောက်လုံးဒါတွေဘာလို့စားနေရလဲ။ဟေးဒီအရာတွေကနင်တို့ရဲ့ကလေးအတွက်မကောင်းတော့။ဒါတွေကနင်တို့ရဲ့ကလေးရဲ့ကျန်းမာရေးကိုထိခိုက်စေလိမ့်မယ်။အမရဲ့အမရဲ့ရွာအကျန်ကိုဘာသာတိန်းနာပါ။ကျမတို့ကကျမတို့ရဲ့ကလေးကိုကောင်းကောင်းမွန်မွန်ကြိုးစိုက်နိုင်ပါတယ်။ပြီးတော့လေ ကျမတို့ထက်ခါတလဲလဲပြောပြနေတာတတိထားကျမတို့ကိုယ်တဘောနဲ့ကိုနှေးတယ်နောက်လဲကိုယ်တဘောနဲ့ကိုပဲနှေးမယ်နားလေလားအမအမကိုကိုကိုသာကြူးဆိုင်ဆမ်းမှာကျမတို့ကိစ္စမှာဝင်ပါစရာမလိုဘူးနင်တို့ငါစကားနားလဲအောင်ကြိုးစားပါကိုဝင်ဆောင်ချိန်မှာဒီလိုအရာတွေစားတာမကောင်းတော့မိန်းကလေးတယောက်ကိုဝင်ရတဲ့ခါမှာကလေးအတွေ့ကိုကိုကိုပြောင်းလဲရတယ်ကိုဝါသနာကိုအကြိုက်ဒီယာအားလုံးပြောင်းလဲရတယ်ငါစကားနားလဲအောင်ကြိုးစားပါဒီလိုကြက်တဲ့ဝတ်စားတွေလည်းမဝတ်ပါနဲ့ အပြင်စားစားတော်လဲရှက်လိုက်ပါအမရဲ့ကျမတို့ငင်းငယ်လေးတရဒီလိုနေလာတာအကျင့်ဖြစ်နေပြီကျမတို့ဘတော်မှမပြောင်းလဲဦးကြောင်းလဲဖို့လဲမစ조사နိုင်ဦးတို့ရောင်လုံးကမမို့ရဲ့စကားကိုတခုံးမှနားမထောင်ကြပါဘူးအဲ့နောက်မှာမမို့ကစွန့်ပြုတ်ယူပြီးအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်ရွာသူငတုံးမသူကများငါတို့ပါစားရမယ်ပါဝုတ်ရမယ်ဆိုတာလာတင်ပေးနေသေးတယ်ကိုဝင်ဆောင်ပြီးနောက်မှာတော့ မက်နီမေသူနဲ့မက်ရီတို့ကအပြင်းစားစားတာကိုမရက်ကြပါဘူး။ခင်မီပြီးတိုးတဲ့ဝတ်စားတွေကိုဝတ်တာတွေကိုလည်းပင်မရက်တန်ကြပါဘူး။ဒီဘက်မှာမက်မှုနဲ့မမှုတို့ကအိမ်မချက်တဲ့ကျမ်းမာရေးနဲ့ညင်ညွတ်တဲ့စားစရာတွေကိုပင်စားခဲ့ကြပါသေး။နင်းနေရဆွပြုတ်ကိုမနဲ့ညာနှစ်ကြိမ်တောက်ကြပါသေး။အမြဲတမ်းချောင်းချိပ်ပြီးရိုးရှင်းတဲ့ဝတ်စားတွေကိုပင်ဝတ်ကြပါသေး။ညနေတစ်ခုမှာတော့အားလုံးကအိမ်ကမှရှိနေကြပြီးမက်နီမေသူနဲ့မက်ရီတို့၃ယောက်ကတော့ ခေပေါ်ဝစ်စားတွေကိုဝစ်ဆင်ထားကြပါတယ်။ဒီဝစ်စုံတွေကြောင့်သူတို့ရဲ့ခြေထောက်တွေအကုန်လုံးမြင်နေရပါတယ်။မမှုနဲ့မမှုတို့ကတော့ချောင်ချပြီးရွရှင်းတဲ့ဝစ်စားတွေကိုတောင်ဝစ်ဆင်ထားကြပါတယ်။မနီမေသူမယီနင်တို့၃ယောက်လုံးဘာလို့ဒီလိုကြက်တဲ့ဝစ်စားတွေဝတ်ထားရလဲ။ဟေးဒီလောက်ကြက်တဲ့ဝစ်စားတွေကြောင့်နင်တို့ပိုက်ဘလောက်တောင်ဖိနေမလဲ။အမရဲ့အမရဲ့ပြဿနာဘာလဲ။ဘာလို့ထက်ခါတလဲလဲကျမတို့စိတ်နှောက်ရှက်ပေးနေရလဲ။ အမနင်တို့၃ယောက်လုံးကောင်းဖို့ပြောနေရပါနင်တို့ဒီလိုအခြေအနေမှာဒီလိုကြက်တဲ့ဝတ်စားတွေဝတ်ရင်နင်တို့ရဲ့ကလေးကိုထိခိုက်စေလိမ့်မယ်နော်အမဒီကိစ္စကိုစိတ်မပူနဲ့ရောက်ခမကြီးကျမတို့၃ယောက်လုံးတငယ်ချင်းရဲ့မွေးနေ့ပါတီကိုသွားမယ်ခဏနေကြမှာပြန်လာမယ်နော်၃ယောက်လုံးကအင်းကနေထွက်သွားကြပါတော့တယ်အမေအမေပါလို့သူတို့၃ယောက်ကိုဘာမှမပြောရလဲကိုဝန်ဆောင်ချိန်မှာဒါရီအားလုံးလောက်တာမကောင်းတော့မမိုးချွေးမရဲ့ သူတို့တုံးရောက်လုံးကနားမထောင်တော့ဘာလို့ပြောပြီးကိုပဆက်ကိုအညောင်းခံခိုင်းနေမှာလဲဒီလိုနဲ့နေရတွေအကုန်ဆုံးလာခဲ့ပါတယ်မနီမေသူနဲ့မယူတို့တုံးရောက်လုံးကသူတို့ရဲ့နီလန်တိုင်းနေထိုင်ကြပါတယ်လာနေငယ်ကြမှာတော့ချွေးမအားရလုံးကိုဝင်ကူလာရှိနေပါပြီညနေတခုမှအားလုံးကအိမ်မှာရှိနေကြပါတယ်မနီမေသူနဲ့မယူတို့တုံးရောက်လုံးကကြက်နေတဲ့ဝက်စားတွေကိုဝစ်ဆင်ထားကြပါတယ်မမှုနဲ့မမှုတို့ကတော့ ရိုးရှင်းချောင်ချီတဲ့ခေါင်းဝင်တွေကိုဝှစ်ထားကြပါတယ်။အဲ့ဒီချိန်မှာဒေါ်အီးရဲ့အင်းနီနာချင်းဒေါ်ခင်ရောက်လာခဲ့ပါတယ်။ဒေါ်အီးရဲ့နင့်ချွေးမတွေကိုဝင်ကိုလာရှိနေပြီမလား။ဒါဆိုနေကနင့်ချွေးမတွေရဲ့ကိုဝင်ဆောင်အလူပွဲကိုမလုပ်တော့ဘူးလား။လုပ်မှာပါ။နေ့ရက်နေ့ငါတို့ချွေးမ9ယောက်လုံးရဲ့ကိုဝင်ဆောင်အလူပွဲကိုလုပ်မှာ။အဲ့ဒီချိန်မှာဒေါခင်ရဲ့မျက်လုံးကမက်နီမေသူးနဲ့မယီတို့ရဲ့ပုံစံစီကိုရောက်သွားပါတော့တယ်။ဒါပါလဲ မနှိချွေးမမေသူချွေးမနင်တို့သုံးယောက်လုံးကဘာလို့ဒီလိုကလေးဆန်တဲ့ဝတ်စားတွေဝတ်ထားရလဲဟေးကိုဝင်ဆောင်ချိန်မှာဒီလိုကြက်တဲ့ဝတ်စားတွေဝတ်တာမကောင်းတော့ဒါနင်တို့ကလေးရဲ့ကျမ်းမာရေးကိုထိခိုက်စေလိမ့်မယ်အဲ့လိုဘာမှမဖြစ်ပါဘူးအန်တီရဲ့ကျမတို့ရဲ့ကလေးတွေဘာမှမဖြစ်ဘူးကြည့်ငါနင်တို့ရှင်းပြဖို့ကငါအလုပ်ပဲအခုယုံနာမယုံနာနင်တို့သဘောအဲ့နောက်မှာတော့ဒေါခင်ကအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်ချွေးမကြီး နှစ်ရက်နေနင်းတို့၅ရောက်လုံးရဲ့ကိုဝန်ဆောင်အလူပွဲရှိတယ်။ဒါကြောင့်ကောင်းကောင်းမွန်မွန်ပြင်ဆင်ပြီးအားလုံးရှိကိုလာရမယ်နော်။စိတ်မပူပါနဲ့ရောက်ခမ။ကျမတို့၃ရောက်လုံးကိုဝန်ဆောင်အလူပွဲမှာဒီလိုပြင်ဆင်ပြီးလာမှာအားလုံးကကျမတို့ငေးကြည့်နေကြလိမ့်မယ်။မေသူမယီမနှက်ပြန်ကျမတို့၃ရောက်လုံးဈေးသွားမယ်လေ။ကိုအတွက်ကောင်းမွန်တဲ့ခင်မီတဲ့ဒီဇိုင်နာအိုးစားတွေယူလာကြမယ်။ရတနာပါတစ်ခါတည်းယူလာရမယ်။ဟုတ်တယ်မ။ကိုဝန်ဆောင်အလူပွဲမှာကျမတို့ပုံစံဒီလိုဖြစ်နေရမယ်။အားလုံးကကျမတို့ပဲငေးကြည့်နေကြလိမ့်မယ်။ ကိုစီသူတာမင်းအလှဆင်တဲ့သူတွေကိုမှားပြီးပြီနော်ဘာလို့လဲဆိုတော့ငါတို့အိမ်ကိုငါတို့ဆွေမျိုးတွေအားလုံးလာကြလိမ့်မယ်ပြီးတော့ငါတို့စီးပွားရေးမိဖက်ဖြစ်တဲ့ဦးမင်းသူနဲ့သူ့မိသားစုလည်းလာလိမ့်မယ်အဲဒါကြောင့်အေဒယ်ရီကျွေးမွေးဧကန်နာဘာမှလူလီသည်မရှိစေအောင်လုပ်ထားဟုတ်ကဲ့ပြီကျွန်တော်အလှဆင်တဲ့သူတွေရောစပူမှုတွေအားလုံးကိုရောပြောပြပါပြီနောက်တနေ့မနေ့ဆော့ဆော့မှာတော့မနီမေသူနဲ့မယီတို့၃ယောက်ကသူတို့တော်ဝေစားဝေဖို့ဈေးကိုလာကြပါတယ်အမရေ ကျမတို့ကိုယ့်အတွက်အကောင်းဆုံးတဆိုင်နာခင့်မိတဲ့ဝတ်စားတွေပဲရှိမယ်ဒီပါတီမှာကျမတို့ရဲ့ပုံစံအကောင်းဆုံးဖြစ်နေရမယ်ဒီနားမှာအရင်ကြီးတဲ့ဇီးဝယ်ဆန္ဒရှိတယ်အဲ့ဒီမှာအရင်တန်ဖိုးကြည့်ပြီးတဆိုင်နာအုပ်စားတွေရောင်းနေသွားကြရအောင်လေကိုယ့်အတွက်ဝတ်စုံတွေသွားကြည့်ရအောင်ဒီဘက်မှာမမှုနဲ့မမှုတို့ကအိမ်မှာရှိနေကြပါလိမ့်မမှုချွေးမမမှုချွေးမနင်တို့နှစ်ယောက်လည်းကိုယ့်အတွက်ကောင်းမွန်တဲ့ဝတ်စုံတွေယူလာခဲ့ကြမနှက်ပြန်ကိုဝင်ဆောင်အလူပွဲမှာဝတ်ဖို့အဝတ်စားတဲ့လိုရယ်မှတ်လားအမေရေ ဒီလိုအချိန်နေမှာကျမတို့ဘယ်မှာအဝတ်သေးဝတ်နိုင်မှာလဲကျမတို့မှာအဝတ်စားအဟောင်းတွေရှိရလေအဲ့ဒါပဲဝတ်လိုက်တော့မယ်ဟုတ်တယ်မေကျမတို့မှာကာဝန်တွေရှိတယ်အဲ့ဒါပဲဝတ်လိုက်တော့မယ်ချွေးမတို့ရဲ့မနှက်ဖြန်ကနင်းတို့နှစ်ယောက်အတွက်တလောက်အထူးခြားဆုံးနေ့လေမနှက်ဖြန်ငါတို့အိမ်ကိုတလောက်အရင်ချမ်းသာတဲ့လူတွေလာကြလိမ့်မယ်သူတို့ရှိမှတော့နင်းတို့ကောင်းကောင်းမွန်မွန်ဖြစ်နေရမယ်မဟုတ်လားချွေးမတို့နှစ်ယောက်ကိုအတွက်ဝတ်စားအစ်စ်တွေယူလာခဲ့ပြီးတော့ရတနာအစ်စ်တွေပါယူလာခဲ့အမေ ျမတို့မလိုအပ်ပဲပတ်စံ၃တော်မကြိုက်ဘူး။ကျမဆက်ချုပ်တဲ့အလုပ်ကိုနားလေတယ်။ဒါကြောင့်ကျမနဲ့မမို့အတွက်တဆိုင်နာကာဝန်နဲ့ချုပ်ပေးလိုက်ပါမယ်။ကောင်းပြီလေချွေးမ။နင်တို့ဆန္ဒအတိုင်းပဲလှုပ်ပါ။အဲ့နောက်မှာတော့မမို့ကမမို့နဲ့အတူဈေးကိုလာခဲ့ပါတယ်။နှစ်ယောက်လုံးကမချုပ်ရသေးတဲ့ဝတ်ထည်ဆောက်တွေကိုဝေကြပါတယ်။ဒီဘက်မှာမက်နီမေသူနဲ့မက်ရီတို့သုံးယောက်လုံးကသူတို့အတွက်အရန်တန်ဖိုးကြည့်တယ်ခင်မိတဲ့ဒီဇိုင်နာဝတ်စုံတွေကိုဝယ်လိုက်ကြပါရစေ။ငါတို့ဝတ်စုံတွေကထူးခြားတယ် ကိုဝန်ဆောင်အလှပွဲမှာငါတို့၃ယောက်လုံးအလှဆုံးဖြစ်နေတာမြင်ရလိမ့်မယ်။ကဲဦးစားရီတော်ဝယ်ပြီးပြီ။အခုယတနာသွားဝယ်ရအောင်လေ။အဲ့နောက်မှာ၃ယောက်လုံးကသူတို့အတွက်ယတနာဝယ်ဖို့သွားကြပါတော့တယ်။ရဲရောက်တော့အားလုံးကအိမ်မှာရှိနေကြပါတယ်။မမှုကအချုပ်ဆက်မှာသူ့အတွက်နဲ့မမှုအတွက်ခေါင်းဝင်တွေကိုချုပ်နေခဲ့ပါတယ်။ဒီမှာငါတို့ရွာအမအကြီးအခုခေတ်မှာတလောက်နီးပညာတွေရှိတယ်။အသိဝတ်ဒီဇိုင်နာခင့်မိတဲ့ဝတ်စားတွေဈေးမှာရောင်းနေတယ်။ သူကဒီနေ့ထိလူကြီးတွေလိုအချုပ်ဆက်ပေါ်မှာဥတည်ချုပ်နေတယ်တဲ့မနှီးရဲ့နေရသိမ့်ချပြီးဝဲလာတဲ့တီဝတ်စားတွေထက်ငါတို့ချုပ်ထားတဲ့ဥတည်ရသိမ့်ချပြီးပိုကောင်းလိမ့်မယ်ကောင်းပြီလေမနှက်ပြန်ကိုဝန်ဆောင်အလူပွဲမှာကျမတို့၅ယောက်ထဲကဘသူ့ရဲ့ပုံစံအကောင်းဆုံးလဲဆိုတော့ကြည်ကြသေးတာပေါ့နောက်တနေ့မနက်စောစောမှာဒိုအီအင်ကိုချမ်းသာပြီးခင်မိတဲ့ဆွေမျိုးတွေအများကြီးရောက်လာကြပါတယ်။ပြီးတော့အင်းနီနာချင်းတွေလည်းလာကြပါတယ်။ဒိုအီညီမကြီး နင်ပါတီကျင်းမာတာအရင်ကိုခန်းထားတာပဲဒါပေမဲ့နင်ချွေးမာတွေရောဘယ်မှာလဲသူတို့အတွက်ဒီပါတီကိုကျင်းမာပေးတာကိုကိုငားရောက်လုံးမမြင်ရသေးဘူးဟုတ်တယ်အခုနင်ချွေးမာတွေကိုခေါ်လိုက်ပါတော့ပါတီမှာအလုံးကပီဇာခေါက်ဆွဲအေးဖြော်ရည်စတာတွေကိုစားတောင်းနေကြပါတယ်ဒီချိန်မှာမက်နီမေသူနဲ့မက်ရီတို့တုံးရလုံးကသူတို့ခန်းတွေကနေအပြင်ကိုထွက်လာကြပါတယ်မက်နီကတော့ဒီဇိုင်နာရဲ့ခင်မိတဲ့ဝတ်စုံကိုဝတ်ထားပါတယ် မိသူကခင့်မိတဲ့အတိုးဝဲစားတွေကိုဝတ်ထားပါတယ်။မယ်ကြီးကတော့နီယောင်ဝတ်စုံကိုဝတ်ထားတာပါ။ပြီးတော့သူတို့ကစိန်နဲ့လှုပ်ထားတဲ့ခင့်မိဒီဇိုင်နာလေဆွဲတွေကိုလည်းဝတ်ထားကြပါတယ်။မိတ်ကန်တွေလည်းအရင်ကိုထူနေပါတယ်။တုံးရောင်လုံးရဲ့ဒီပုံစံဟာအရင်ကိုအဆင့်မြင့်ပြီးစတိုင်ကျနေပါတယ်။ဒီပုံစံကိုမြင်တော့အားလုံးလည်းအံ့အားတင်သွားကြပါတော့တယ်။ဝေါ။အရင်ကိုလှလိုက်တာညီမတို့ရဲ့နင်တို့တုံးရောင်လုံးရဲ့ပုံစံအရင်မှိုက်တာပဲ။ချွေးမတို့ရဲ့ နင်တို့ကဘာလို့ဒီလိုကြက်တဲ့ဝတ်စားတွေဝတ်ထားရလဲဒီလောက်ကြက်တဲ့ဝတ်စားတွေကြောင့်နင်တို့ကလေးတွေဒုက္ခရောက်လိမ့်မယ်နော်ချွေးမတို့ရေဒါနင်တို့ကိုဝင်6လရှိနေတဲ့အချိန်ဒီလိုအချိန်ဒီလိုကြက်တဲ့ဝတ်စားတွေဝတ်တာမကောင်းနော်ကြက်တဲ့ဝတ်စားတွေနဲ့ဘာမှမဖြစ်ပါဘူးကျမတို့ဆရာဝန်နဲ့တိုင်ပင်ပြီးပါပြီအဲ့နောက်မှာ၃ရောင်လုံးကအားလုံးနဲ့အတူအေးအေးတောက်ကြပါလေအပြင်းစားတွေကိုလည်းစားခဲ့ကြပါလေဒီချိန်မှာမမှုနဲ့မမှုတို့ကသူတို့ခန်းတွေကနေပြင်ကိုထွက်လာကြပါလေ မမှုနဲ့မမှုတို့ကဒီဇိုင်နာခေါင်းဝင်တွေကိုဝှစ်ထားကြပါတယ်။ဒါပေမဲ့အရင်ကမှတက်တောင့်တက်တာဖြစ်ပါတယ်။ပြီးတော့သူတို့ကအထင်နဲ့လှုပ်ထားတဲ့ပန်းနဲ့ရတနာတွေကိုလည်းဝှစ်ဆင်ထားကြပါတယ်။နှစ်အောင်လုံးရဲ့ပုံစံကအရင်ကရိုးရှင်းခမ်းနားကြပါတယ်။ဒီပုံစံကိုမြင်တော့မက်နီမေသူနဲ့မက်ရီတို့တောင်းရောင်လုံးလည်းရီမောကြပါတော့တယ်။ဒီမှာကျမတို့ရွာသူအမတွေကြည်ပါအောင်ဟဲ့။ပါလို့ဒီလိုအတိတ်ပဲမရှိတဲ့ခြောင်နဲ့အဝတ်စားတွေဝတ်ပြီးတော့လာရလေမမိုချွေးမမမိုချွေးမ နင်တို့နှစ်ယောက်လုံးဘာလို့ဒီလိုရိုးရှင်းတဲ့အဝတ်စားတွေဝတ်ပြီးလာလဲဧည့်သည်တွေအားလုံးရှိမှငါတို့ကုံတိတ်ခေါဖြက်စီးပစ်လိုက်တာပဲအမေကျမတို့အဝတ်စားတွေကရိုးရှင်းအောင်လက်ခံပါတယ်ဒါပေမဲ့ကျမတို့ခင့်မိပြီးကြက်တဲ့အဝတ်စားတွေဝတ်ပြီးတော့ကျမတို့ပိုက်ထက်ကလေးကိုဘလို့ထိခိုက်မှုမှမဖြစ်စေချင်ဘူးဒီလူတွေကအခုကျမတို့ပုံစံကိုကြည့်ပြီးချီးမွမ်းကြလိမ့်မယ်ဒါပေမဲ့ကျမတို့ကလေးတွေကတော့ကြက်တဲ့အဝတ်စားတွေကြောင့်အများကြီးနှစ်နာရလိမ့်မယ်ဟုတ်တယ်မလားဒီလောကမှာအမတယောက်တည်းအမေဖြစ်နေမှာမဟုတ်ဘူးနော်ဒေါ်အေးရဲ့ နင့်ချွေးမငယ်၃ယောက်ကအရင်ကိုခစ်မိပြီးလှတယ်။ဒါပေမဲ့နင့်ချွေးမကြီးယောက်ကဘလောက်တောင်ရိုးရှင်းလဲ။ချွေးမကြီးတွေရွေးချယ်ရမှာနင်အမားလှုပ်မိပြီးထက်နေ။အလုံးကမမှုနဲ့မမှုတို့ရဲ့ရိုးရှင်းတဲ့ဝတ်စားတွေကိုမြင်တော့ကြီးလိုက်ကြပါတော့တယ်။ဒါကိုမြင်တော့ဒုံအင်းနဲ့အလုံးဟာဒုံတော့ထွက်သွားကြပါတော့တယ်။မမချွေးမနဲ့မမချွေးမတို့ကဘသူ့ကိုမှမျက်နှာပြဆရာမရှိအောင်လှုပ်လိုက်ပြီ။အိမ်တော်မှာချွေးမ900လုံးရဲ့ကိုဝင်ဆောင်အနှုပွဲကိုလုပ်ခဲ့ကြပါတယ်။ အလုံးဟာသူတို့ကိုတန်ဖိုးကြည့်ပြီးလှပတွေလက်ဆောင်တွေပေးခဲ့ကြပါတယ်။အခုကြက်တဲ့ဝိစောင်းတွေကြောင်းမက်နီမေသူနဲ့မက်ရီတို့၃ယောက်ကထိုင်လို့မရကြတော့ပါဘူး။ဒါကြောင့်သူတို့၃ယောက်ကမတည့်ရပြီးအေးအေးတောင်းရင်းနဲ့လူရီစီကလက်ဆောင်တွေကိုယူနေကြပါတယ်။မက်နီမေသူနင်တို့အေးအေးတွေတလမတော့ပါနဲ့။ဒါကနင်တို့ရဲ့ကလေးကိုထိခိုက်စေတယ်။၃ယောက်လုံးကမမှုရဲ့စကားကိုဘေးမဆိုင်ကြပါဘူး။ခဏကြာမှရုတ်တရက် မန်နီမေသူနဲ့မယီတို့တုံးရောင်လုံးရဲ့ဘိုက်ထဲမှာပြင်းထန်စွာနာကျင်လာခဲ့ပါတယ်။အာအမလီငါပိုက်မန်နီမေသူမယီဘာဖြစ်ကြရလဲ။ဘာဖြစ်တာလဲမန်နီချွေးမမေသူချွေးမ။ရခမရေကျမတို့ဘိုက်ထဲမှာအရန်နာနေတယ်။ကိုစီသားရေချွေးမတွေကိုမြင်မြန်စေးုံခေါ်သွား။အိမ်တော်မှာအားလုံးကတုံးရုံလုံးကိုမြို့ရဲ့အကြီးဆုံးစေးရုံကိုခေါ်သွားကြပါတယ်။အိမ်မှာတုံးရုံလုံးကိုစစ်ဆေးခဲ့ကြပါတယ်။ အကိုကြီးမန်းညင်နဲ့ကျွန်တော်တို့ခလေးဘာမှမဖြစ်ဘူးမလားသူတို့ကောင်းတော့မှာပါနော်ဟုတ်တယ်ဟုတ်တယ်ကိုကောင်းသူတို့ကောင်းတော့မှာပါမင်းကလေးနဲ့မန်းညင်ဘာမှမဖြစ်ပါဘူးဖရားရဲ့ကျမလင်ညီမငယ်၃ယောက်နဲ့သူတို့ကလေးတွေကိုကယ်ပါအောင်ခဏကြာမှဆရာဝန်ကအပြင်ကိုထွက်လာခဲ့ပါတယ်ဆရာကျမတို့ချွေးမတွေအစဉ်ပြေရလားအမားတို့ရဲ့ချွေးမ၃ယောက်လုံးရဲ့ကလေးတွေပိုင်းထဲမှာတည်သွားကြပြီခုခမားတို့ချွေးမ၃ယောက်လုံးဘဝမှာဘယ်တော့မှမမဖြစ်နိုင်တော့ဘူး ဒါကိုကြတော့အလုံးလေးထိတ်လန့်သွားကြပါတော့တယ်။ပြောမဟုတ်ဘူးဒါမဖြစ်နိုင်ဘူး။ဒါပေမဲ့ဆရာကြီးဒါရီအလုံးဘာလို့လဲကျွန်တော်တို့ချွေးမာတွေကအဆင်ပြေနေတာပဲ။ကြည့်ပါခင်ဗျားတို့ချွေးမာတွေကိုဝင်ဆောင်ချိန်မှာကြက်တဲ့ဝက်စားတွေဝက်ခဲလို့ဖြစ်နိုင်တယ်။ကြက်တဲ့ဝက်စားတွေဝက်ခဲတာကြောင့်သူတို့၃ယောက်လုံးရဲ့ကလေးတွေကဘိုက်ထဲမှာအသက်ရှူချက်ပြီးတည်သွားကြတာ။ပြီးတော့မှားရွံ့တဲ့စားတောက်တွေစားသုံးတာကြောင့်လေကလေးတွေပေါ်ထိခိုက်မှုအများကြီးရှိတယ်။ အဲဒါကြောင့်ခမားတို့ကျွေးမာတွေရဲ့ခလီးတွေကဗိုက်ထဲမှာပဲဆုံးသွားကြတာ။ဦးဝင်ဆောင်မင်းခလီးကဘယ်တော့မှကြက်တဲ့ဝက်စားတွေမဝက်တင်ဘူး။ပြီးတော့ဘယ်တော့မှမှားရွံ့တဲ့အစားအသောက်တွေကိုလည်းမစားတင်ဘူး။ဒါရီကိုကြားလိုက်ရတော့မန်နီမေသူနဲ့မယ်ရီတို့ကငိုကြွေးကြပြန်ပါလေ။ငါတို့ကပါရီဖြစ်ကုန်တာလေ။ငါတို့နင်တို့အမြဲတမ်းပြောခဲ့တယ်။မန်နီချွေးမနင်တို့သုံးယောက်တိုးပြီးကြက်တဲ့ဝက်စားတွေမဝက်ပါနဲ့လို့။ဒါပေမဲ့နင်တို့ကငါတို့စကားနားမထောင်ခဲ့ဘူးလေ။အခုကြည့်ဘာဖြစ်သွားလဲဆိုတာ။ မနီမေသူမယီမိန်းကလေးတယောက်အမေဖြစ်တော့မဲ့အချိန်ကသူ့ဘဝရဲ့အရေးကြီးဆုံးအချိန်ပဲမိန်းကလေးကကိုကိုကိုနဲ့ကိုရဲ့ကလေးကိုပါကယူဆိုင်တဲ့နဲ့ဒါပေမဲ့နင်တို့ကဒီအပေါ်မှာကယူမဆိုင်ခဲ့ဘူးငါတို့စကားကိုလည်းနားမထောင်ခဲ့ဘူးနင်တို့ငါတို့စကားကိုနားထောင်ခဲ့မယ်ဆိုရင်နင်တို့ဒီလိုဘတော်မှဖြစ်မှာမဟုတ်ဘူးဒါကျမတို့ဘာလုပ်လိုက်မိရလဲတို့ရောင်လုံးကငိုကြွေးနေကြပါလေသူတို့မှားတယ်လေနောင်တရနေကြပါလေဒါပေမဲ့နောင်တရလည်းဘာမှအကျိုးမရှိတော့ပါဘူး အဲ့နောက်မှာ300လုံးကအိမ်ပြန်လာကြပြီးဘဝတစ်ချောင်းလုံးသူတို့လုပ်ခဲ့တာတွေကိုအမှတ်ရနေကြပါတယ်။ရန်နေငယ်ကြမှာတော့မမှုကအမွှာကလေးနှစ်ယောက်ကိုငွေခဲ့ပါတယ်။မမှုကတော့သမီးလေးတစ်ယောက်ကိုငွေခဲ့ပါတယ်။အဲ့နောက်မှာ300လုံးကသူတို့ကလေးတွေကိုသူတို့လင်ကြီးမငယ်တွေကိုပေးလိုက်ကြပါတယ်။အမအမတို့ရဲ့ကလေးတွေကိုကျမတို့ပေးနေရလား။ဟုတ်တယ်မေသူဒီနေ့အစပြီးငါတို့ကလေးတွေကနင်းတို့ရဲ့ကလေးတွေပဲ။သူတို့အမေထက်ပိုပြီးချက်ပါ။ကောင်းကောင်းမွန်မွန်ပြုစုပြိုးထောင်ပါ။ ။ဒါကိုကြားတော့မက်နီမေသူနဲ့မက်ရီတို့သုံးယောက်လုံးမျက်ရည်ကျလာကြပါတယ်။မိသားစုတစုလုံးဟာမမိုးနဲ့မက်မူကိုဂုဏ်ယူခဲ့ကြပါတယ်။အဲ့နောက်မှာအလုံးဟာပျော်ရွှင်စွာနဲ့ပင်ဘဝကိုဖြတ်သန်းသွားကြပါတို့ရယ်။တငယ်ချင်းတို့ရဲ့ကိုဝင်ဆောင်မိန်းကလေးကကို့အတွက်မဟုတ်ရင်တော့ကို့ရဲ့ကလေးအတွက်ကိုယ့်ရဲ့လောက်ရတဲ့အားလုံးကိုပြောင်းလဲရပါတယ်။အမိဖြစ်ဖို့ဆိုတာဒီလောက်မလွယ်ပါဘူး။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။